မင်းအောင်လိုက်ရောက်လို့လုံကျော်ရင်မြင်တာချိန်မန်လေးမြို့နယ်မှာတပိတ်ခေါင်းဆောင်တောင်းဦးဆောင်စံတော်ပြမန်လေးမြို့မှာစစ်တပ်ကလုံကျော်ရင်တို့မြင်တာချိန်မှာတပိတ်ခေါင်းဆောင်တောင်းဖြစ်တဲ့ဒေါက်တာဒေစာစံကိုနန်းနဲ့ကိုကန့်ဝေပြူတို့ပါဝင်တပိတ်ဘဝဝင်နေတဲ့ပြည်သူတွေကမြို့လေစေးချုံဤစံတော်ပြခဲ့ကြတယ်လူလူလုံရှာမှုကအနာသိန်းခေါင်းဆောင်မင်းအောင်လိုက်နဲ့စေဥစုမန်လေးနဲ့ပြင်ဦးနဲ့ရောက်နေအောင်မို့မန်လေးမြို့မှာစစ်တပ်ကလုံကျော်ရင်မြင်တာချိန်မှာပဲပြည်သူလူထုရဲ့ပါဝင်ကိုကြီးဆောင်ရှာမှုနဲ့တို့ပေါ်ဆောင်ခဲ့ကြဖြစ်တယ်လို့ဒေါက်တာဒေစာစံကတည်ပြပါတယ် နေဦးတော်လည်းမှာပူပြီးလူသိများထင်ရှားလာတဲ့ဘိတ်ခေါင်းဆောင်နဲ့ပြတဲ့မန်လီမျိုးကတောက်တာဒေသဆန်းရှန်ကုန်ကကိုနန်းလေးမွန်ရကကိုကန့်ဝေဖြူရွာစည်းချုံနာနေမှာအတူတကားဆန္ဒပြခဲ့ကြပြထမဆုံးချိန်ဖြစ်ပါတယ်ဒီစင်မှာတော့မနေ့ဆောင်မှာစည်းချုံနီးဆန္ဒပြခဲ့တာကိုစစ်တပ်ကနိုင်ပိုင်းတွင်တရှိတော်ပြီးဆန္ဒပြသူတွေကိုပန်းစီနိုင်ခြင်းမရှိတဲ့အတွက်အနီးပတ်ဝန်းကျင်မှာဆဲဆိုချိန်မောင်းခဲ့လို့ဒေသခံတွေကပြောတယ်ဆန္ဒပြသူတွေအားလုံးပြီးခဲ့တယ်လို့လည်းတောက်တာဒေသဆန်းကပြောပါတယ်အနာရှင်စနေဟာတမတော်နဲ့ရဲတပ်ဖွဲ့အပေါင်းဝင်တိုင်းပြည်နယ်လူထုတရလောက်တဲ့ပုံရံသူဖြစ်တဲ့ အနာရှင်စနစ်တိုက်ဖျက်ရေးဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတိစောက်ရာတိုင်းပြည်အတွက်ပုံရိပ်မှန်ချက်ဖြစ်သလိုလူထုတရားလုံးအတွက်လည်းသမိုင်းပြတောင်းရင်ဖြစ်နေအနာရှင်စနစ်ကိုစွန့်ချန်စန့်ကျင်တွန်းလှည့်ရတာကအရင်ဒီအထူးခိုက်တွေကြီးမားပါတယ်ထို့သောအနာရှင်စနစ်ရောက်မှာကောင်းကွန်ခံလဲစဉ်ကံပြီးတော့ဒီစနစ်သက်ဆုံးရှိသွားရင်တိုင်းပြည်မှာပြက်လာမယ်နောက်ဆက်တွဲပြည်စည်းဆုံးရှုံးမှုကပိုပြီးတော့ကြီးမားပါတယ်အခုချိန်အနာရှင်စနစ်တိုက်ဖျက်ရေးကျွန်တော်တို့ရဲ့သမိုင်းပြတောင်းရင်ဖြစ်တယ်လို့ဆန္ဒပြပွဲကအဓိကတင်စကားပေါင်းခဲ့တယ် ကျွန်တော်တို့အားလုံးအားနာရှင်စနစ်တိုက်ပြန်ရေးအတွက်ရှေ့ရှောက်မှာပို့ပြီးတော့တမ်းပါကြမယ်ပို့ပြီးတော့စုစည်းကြမယ်ပို့ပြီးတော့လုံလုံကြမယ်လို့ပြောတယ်။ဒါအပြင်လူလူသဘောထားဆန္ဒနဲ့တောင်းဆိုချက်ကြီးတောင်းကိုလည်းတင်ပြရတယ်။အဲဒီတောင်းချက်ကအကြက်တင်အဲ့ဒါမှဖန်စီချင်းကြာကန်တာလေလူလူကောင်းဆောင်တောင်းဆန်းဆိုကြီးသမရာကြီးဥဝင်မြင့်တို့နဲ့တကွနိုင်ငံရေးကျင်းသားတွေအားလုံးကိုကျွမ်းကျန်မရှိအမြန်ဆုံးလှုပ်ပေးရေး။အချမ်းနစ်ကတော့စီယုစုကအခုအတေးတမပြင်စင်းနေရွေးကောက်ပွဲဆိုတာဟာတိုင်းပြည်လက်ရှိနိုင်ငံရေးပြဿနာအတွက်ထပ်ပေါက်ဖြစ်ရုံသာမကထောင်ချောက်ပဲဖြစ်တယ် ဒါကြောင့်ဒီတူရောင်တရားမဝင်ရေကောက်ပွဲကိုလူလူတရားလုံးကပြပြသန်းသာစန့်ကျင်နေကြခြင်းဖြစ်တယ်။အချက်သုံးစေအုပ်စုဟာအထမစစ်မှုထမ်းဥပဒေကိုအတင်းပြုကျင့်ပြီးလူလူတရားလုံးကိုအမျိုးမျိုးဖိနှိပ်အနိုင်ကျင့်တယ်။လူငယ်လူရွယ်များစွာကိုတည်ကျွနေကိုပုံနေရလို့ဒီအထမစစ်မှုထမ်းဥပဒေကိုလုံးဝဖျက်သိမ်းဖို့တော့တယ်လို့ပေါ်ပြရတယ်။ဒါပြင်လာမဲ့ဒီဇင်ဘာ10ရက်နေ့အပြည်ပြည်ဆိုင်ရာလူခွင့်ရေးနေမှာတနင်္ဂနွေလုံးလူတို့တရားလုံးကအပြစ်မထွက်အတန်တိတ်ပိတ်ကြီးဆင်းနေပြီးတော့လူလူတို့သဘောထားနဲ့တောင်းဆိုကြကြည်သွန်းကိုဖော်ထုတ်ဆန္ဒတောင်းဆိုဖို့ရှိကြတယ်လို့သိပေးတယ်။ လူလူတိုက်ပွဲလို့ရှာမှာပြည်သူလူထုအားလုံးအတူတူကပူးပေါင်းပါဝင်စင်နေကြဖို့လဲတိုက်တွန်းနေပြည်သူ့နယ်ဦးတော်လိုင်းအကြီးမှာပြည်သူသားတိခါဖြစ်တဲ့ပြည်သူအားလုံးတော်လိုင်းသမားတွေဖြစ်ကြတယ်။အာနာရှင်စနစ်အမြဲဆုံးချုပ်ငင်းရေးအတွက်လက်နက်ကင်တိုက်ပွဲတစ်ခုတည်းကိုပဲလုံလုံမြတ်မြတ်အားပြုနေလို့မရအောင်လူလူတိုက်ပွဲလူလူလှုပ်ရှားမှုတွေကိုအသည့်တတိတတိဉာဏ်ပညာနဲ့ရှင်ပြီးပေါ်ဆောင်ကြဖို့အထူးရည်ကြဲလို့ဒေါက်တာတိစာဆန်းကတိုက်တွန်းပါတယ်။ ဆက်လက်ပြီး American Leader ရဲ့ Stand အလှပြပြန်တန်းတဲ့ Absis Day တိုင်းလင်းပြကြလင်းမှုတန်ရှင်လို့မြောက် American နိုင်ငံ California ပြည်နယ်ထဲမှာ Absis Day တိုင်းလင်းတစီပြကြခဲ့ပြီးလင်းမှုကတော့ chain meal နဲ့ contract ပြီးအသက်ရှင်လို့မြောက်ခဲ့တယ်။အဲဒီ Fox တိုင်းလင်းရဲ့ American Leader ရဲ့ Stand အလှပြပြန်တန်းမှု unit Trainer Park မှာပါဝင်ခဲ့တာလင်းရဒီဇင်ဘာ3ရက်နေ့တုန်းက California ရွှေပိုင်း Trona လေးစိတ်နာမှာဦးဆိုင်စင်ပြန်တန်းရင်ပြန်လဲဥမမော့နိုင်မယ်ကွင်းပြေတနေရာစီပြကြပြီးပောက်ကွဲသွားခဲ့တာဖြစ်တယ်။ လင်းကိုတအုပ်နဲ့ထိုင်ချုံမောင်းနေခဲ့လေမှုကတော့လေဒီနဲ့ချိန်မခုံပြီးတော့ထွက်ပြေးလို့မရခဲ့လူမှုကွန်ရက်မီဒီယာတွေမှာပြန့်နေတဲ့ဗီဒီယိုဖြတ်ပိုင်းတူလေးမှာလင်းပြတ်ကျပြီးပောက်ွဲရကထွက်ပေါ်လာပြီးကိုလုံးစင်နာမှာလေဒီလေးစာစင်သွားတာကိုဝေကနေတွေ့ခဲ့ရတယ်။လေ့ကျင့်ပြန်သမှုစီစဉ်တခုမှာအဲ့လိုလင်းပြတ်ကျမှုဖြစ်တာလို့လေတဲ့ထိတ်တန်စတန်ယူနစ်ဖြစ်တဲ့တန်တာဘက်ကထုတ်ပြန်တယ်။ပြတ်ကျခဲ့တဲ့တိုက်လင်းက F60 C အမျိုးအစားအကွဲဖြစ်ပြီးတော့ပေါ်ပါတဲ့အလင်းအမြန်လေးချောင်းပြောင်း၊ကိုယ်ကောင်ပြောင်း ပြန်တန်းရင်းနဲ့စစ်ကစားနိုင်တဲ့ဒီဇိုင်းမျိုးထုတ်လုပ်ထားတယ်။ F60C တွေဟာတန်တာပဲလေကြောင်းစတန်ပြကော့တီမှာတိကထားအသုံးပြုလေးနေလည်းဖြစ်ပါတယ်။ F60C တွေကကက်သစ်အမေရိကန်သမိုင်းမှာအများဆုံးရောင်းချတဲ့တိုက်နေအမျိုးအစားလည်းဖြစ်တယ်။ဒဏ်ကွာ90ပြည့်လုံတဲ့တင်မှာစတင်ထုတ်လုပ်ခဲ့ပြီးစဉ်စားမပြတ်အစ်မြင့်တိုးမြင့်မှုတွေကြောင့် F-16s တွေကမြန်မာ့ခေတ်စစ်ပွဲတွေတောင်ဝင်နေစေပါအဲဒီတိုင်းလေးတွေကိုအမေရိကန်က Iran နဲ့ Afghanistan စစ်ပွဲတွေမှာအသုံးပြုခဲ့တယ်လို့လက်ရှိ Russia ရဲ့ကျူးကျော်စစ်ကိုအခုခံနေရ Ukraine တပ်တွေလည်းအထူးအကူနေတယ် လေရင်ပြတ်ချမှုမှာလေဒီနဲ့ခုန်တိုက်ခဲ့တဲ့လေရင်မှုဟာအတန်းအရဆုံးရတဲ့တရားမျိုးမရှိခဲ့ကြအောင်ဒါပေမဲ့လိုအပ်တဲ့စစ်ဆေးမှုလှုပ်ဆောင်မှုစီရင်ကိုတင်ပို့ပေးခဲ့ကြအောင်လေဒက်ကပြောတယ်လေရင်ပြတ်ချတဲ့အကြောင်းရင်းကိုမသိရသေးပဲစုံစမ်းစစ်ဆေးမှုတွေဆက်လက်လှုပ်ဆောင်နေစေလို့လေဒက်ကထုတ်ပြန်တယ်နားဆင်အားပေးကြတဲ့အတွက်ဒီဝင်ကျေးဇူးတင်ရှိပါတယ်ရှင်